သူတို့ကစစ်တိုက်နေကြမဟုတ်ဘူးတဲ့မြေပုံတော့မကြည့်တတ်ဘူးတဲ့ဟုတ်လားဟုတ်လားမင်းတို့မြေပုံကြည့်တတ်မကြည့်တတ်ဘူးလားအဲ့ဘက်ကကောင်နေပြောတာရှိတယ်ဗောနော် TNL လို့အဖွဲ့မျိုးတော်မှမခံနိုင်တာဗောနော်မင်းတို့ပြည်သားဘာမလို့စမ်းကြည့်လိုက်လေမင်္ဂလာပါခင်ဗျာဒီနေ့က November တရနေ့2025ခုနှစ်ဖြစ်ပါတယ် ဒါလတ်တလာရဲ့ပထမဆုံးရက်လည်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါနေ့တည်နေနဲ့ဒါကျွန်တော်တို့ရှေ့ဆက်ကြမယ်ဒေါ်လာကြီးလှုပ်တယ်ဆက်ပြီးလှုပ်ကြမယ်တက်နိုင်တဲ့ဘက်ကနေလည်းပါဝင်ကြမယ်ပေါ့နော်ဒီနေ့လည်းဒါကျွန်တော်တို့သတင်းကောင်းတွေရှိတယ်ပြီးတော့ကြတော့ဒီမိုးကုတ်ပေါ့နော်မိုးကုတ်နဲ့ပတ်သက်လို့လည်းကျွန်တော်ပြောပြစရာအကြောင်းအရာတွေရှိတယ်အဓိကတော့ဒါ PDF နေတဲ့အတူပေါ့နော်ဒါပြည်သူကကာကွယ်မဲ့မိုးကုတ်မျိုးရဲ့အခြေအနေကိုလည်း ကျွန်တော်ပြောပြမယ်ပထမဆုံးတော့ဒါစစ်ကောင်စီဘက်ကအင်အားတွေဖြည့်နေတဲ့ကြားထဲကမှနောက်ထပ်စကန်စခုထပ်ပါသွားတဲ့အကြောင်းလေးပြောမယ်ပေါ့နော်အဲ့ဒါကဒါကချင်ပြည်နယ်ခေါလံဘူးမြို့နယ်ဒဲကစစ်ကောင်စီနဲ့ဒါပြည်သူစစ်ပူးပေါင်းပြီးထိုင်ထားတဲ့နောက်ထပ်စကန်တစ်ခုကို KIA တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ် စစ်ကောင်စီအဲ့ဒါကအင်အားဖြစ်နေတဲ့ဂျားတွေကပါသွားတော့နော်သူကဒါကချင်းပြည်နယ်ခေါလန်ဖူးမြို့နယ်တဝိုက်မှာဒါ KI နဲ့ဒါစစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားနေပြီးတော့ဗောနော်စစ်ကောင်စီဘက်ကအင်အားတွေတောက်လျှောက်ဖြစ်တင်းနေအဓိကတော့ဒါခေါလန်ဖူးဒေသမှာရှိတဲ့ဒီခန်းစစ်စခန်းနေပြီးရင်ကာကင်းစခန်းနေကာကင်းကုန်းနေဗောနော်ပြည်သူစစ်ကြီးပဲရှိတဲ့စခန်းတွေရှိတယ်အခုကျသူတို့ပေါင်းပြီးတော့နေတဲ့နေရာမျိုးတွေလည်းရှိတယ်ဗောနော်အဲ့တော့အဲ့လိုမျိုးစခန်းတွေတဲကနောက်ထပ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့ ဒီရှေ့လာတဲ့မှာကိုပဲနောက်ထပ်စခန်း၅ခုတင်ပိုက်နိုင်ခဲ့တာဗောနော် KNY ကတိတ်တိတ်လေးခိုးကြမ်းနေဟိုဘက်မှာတိတ်တိတ်ခိုးကြမ်းဒီ Lancer Data အတိအတိုင်ပဲစစ်ကောင်စီဘက်ကဒီပြည်သူစစ်ဗောနော်စစ်ကောင်စီရဲ့လက်အောက်ခံဒါရဝမ်ပြည်သူစစ်ဒီလိုမျိုးအဖွဲ့တွေကိုဥဆောင်ပြီးတော့ထိုးစစ်ဆင်ခိုင်းခဲ့တာဖြစ်တယ်အဲ့ရှေ့မတိုင်ခင်မှာလဲသူတို့အဲ့နေရာအတွက်ကိုထိုးစစ်ဆင်ဖို့အတွက်ကိုအမဲဒါလက်နက်ခဲရန်နေပို့နေတဲ့ပုံစံနေဒါလက်နက်ခဲရန်နေတက်ဆင်ပေးနေတဲ့ပုံစံမျိုးတွေနေသူတို့ဂျိန်းွားခဲ့သေးတယ် ချိန်ွားတာအမလီပိုးစုပ်ပတ်ဆက်ကိုချိန်ွားတာစစ်ကောင်စီဘက်ကကောင်နေအာမင်းတို့ကောင်နေကြည်ထားလိုက်တော့ဒီနေရာတွေကဘာဖြစ်တယ်ညာဖြစ်တယ်ဘလို့ပြန်ယူတော့မှဆိုရဲပုံစံမျိုးကြီးလောက်ကြတာလောက်ပြီးလို့တကယ်လဲသူတို့အဲ့လိုမျိုးလောက်ခဲ့တဲ့အချိန်မှာတချို့နေရာတွေကိုဒါ KIA တပ်ဖွဲ့တွေကပေါ့နော်နောက်ဆုတ်ပေးလိုက်တာတွေရှိတယ်ချိုးစကန်းတွေသူတို့ရပါရှိအဲအဲ့လိုနေရာမျိုးတွေပေါ့နော်ရွာရရှိတယ်ဒါပေမဲ့ပြန်ပြီးတော့ဖိတိုက်တဲ့အချိန်ကျတော့ အခုလိုမျိုးကိုကျိုးတွေနဲကုန်တာပေါ့နော်စစ်ကောင်စီဘက်ကကောင်ဒီကိုကျိုးတွေနဲကုန်သူတို့ကသူတို့အဟုတ်ကြီးမှတ်သွားပါမှာဗျာဒီပြည်သူစစ်ဆိုတာဒီဒီစစ်ကောင်စီရဲ့လာအုပ်ခံကိုပြောနော်အဲ့ဘက်မှာသူကအဖွဲ့တွေအများကြီးရှိတယ်အဲ့အထက်ကမှစစ်ကောင်စီလာအုပ်ခံဒီရောဂါပြည်သူစစ်ပေါ့နော်အဲ့ဥစ္စာကိုသူကဘယ်သူဥဆောင်လဲဥတန်ဂူတန်ဥတန်ဥတန်ပေါ့နော်ပြည်သူစစ်ရဝမ်ပြည်သူစစ်ကိုဥဆောင်တဲ့ဥတန်ဥတန်ဒါစစ်ကောင်စီလာအုပ်ခံပေါ့နော်သူဥဆောင်ပြီးတော့တိုက်ခဲ့တာပေါ့နော်အဲတိုက်ခဲ့တဲ့အချိန်မှာသူတို့ အဲ့လိုမျိုးရလဲရရောဒါစစ်ကောင်စီဘက်ကကောင်တွေကတကယ်ကိုကြွေးကြော်ကြတာဗျအမ်ဘာမှတ်နေလဲမင်းတို့တော့ဘွားတုံးပြီလို့ဘွားဆုံးပြီလို့ဒါမျိုးတွေပြောခဲ့တာဒါပေမဲ့ဒီကြားထဲမှာကိုပဲဒါ KIA ကပြန်ပြီးတော့ဒါပြန်ပြီးဖိတိုက်နိုင်တဲ့ခါကျတော့စစ်ကောင်စီဘက်ကဒီစကန်နေပြန်ပြီးတော့လက်လွတ်ရတယ် ခုဆိုပြေးရတာဟိုပြေးဒီပြေးပေါ့နော်အဲဟိုဟာပြေးသလိုဒီဟာပြေးသလိုအဲ့လိုမျိုးပုံစံမျိုးနဲ့ပြေးရအကောင့်နေနဲ့ပြောရင်ပြအကောင့်နေသိခါကြရဆိုရင်ကျွန်တော်ပြောလို့လို့ပေါ့နော်အဲအကြောင်းမလို့ဟိုကောင်ပြေးသလိုဒီကောင်ပြေးသလိုပေါ့အဲ့လိုပုံစံမျိုးနဲ့ပြေးရတာဖြစ်တယ်အဲ့တော့ Lancer Data ကိုဒါတကယ်ပြောရင်အစောပိုင်းမှာနေကစစ်ကောင်စီဘက်ကထိုးစစ်လုပ်လာတယ် KIA ကစကန်အချို့ကိုနောက်ဆုတ်ပေးခဲ့ရတာရှိတယ်အဲ့ဒီနောက်ပိုင်းပြန်ဖိတိုက်တော့သူတို့အဓိကခေါ်လာတဲ့ပြည်သူစစ်တွေပါပြေးနေရတာတဲ့ သူတို့ကစစ်တိုက်နေကြမဟုတ်ဘူးတဲ့မြေပုံတော့မကြည့်တတ်ဘူးတဲ့ဟုတ်လားဟုတ်လားမင်းတို့မြေပုံကြည့်တတ်မကြည့်တတ်ဘူးလားအဓိကအဓိကမင်းစစ်ကိုနိုင်ခြင်းမြေပုံလေးတော့ပိုင်အောင်လုံးမရအောင်ပေါ့နော်မြေပိုင်မှလုံးမင်းတို့ဒါစစ်နိုင်အောင်တိုက်လို့ရအောင်ပေါ့မြေကိုပိုင်ဖို့အတွက်ကလည်းမြေပုံလေးတော့ကြည့်တတ်မှတော့ဖြစ်မှာပေါ့စစ်တိုက်ပါဆိုတော့တကြတဲ့ပြေးပြေးပေါက်တွေမားနေဦးမယ် အဲ့ဒီကဗျာဟိုမြေပေါ်မကြည့်တဲ့လို့ကြတော့ဒါတော်လိုင်းတက်ဖွဲ့တွေရှိတဲ့ဘက်လားသူတို့လူတွေရှိတဲ့ဘက်လားမသိမှဆိုလို့ပေါ့နော်အားကြောင့်မင်းတို့ပြောပြပြီးရင်တက်ဖွဲ့တွေကပြောလိုက်တာရှိသေးရပါတယ်အဲသူတို့တောက်လျှောက်ပြင်ဆင်ခဲ့တာပဲတဲ့ဒါမဲ့တိမ့်လိုက်တော့လည်းမကြောက်ရလိုက်တယ်ပေါ့တဲ့နှိမ့်နာနှိမ့်နာတားနှိမ့်နာပေါ့နော် ပြီးတော့ဒီခေါလန်ဖူးတို့လန်ဆယ်တို့ဆိုတဲ့နေရာတွေကဒါတရုတ်နဲ့နီးတဲ့နေရာတွေလည်းဖြစ်တယ်အဲအဲ့လိုဖြစ်တဲ့အတွက်ပေါ့နော်သူကစီးပွားရေးရရောစစ်ရေးရရော viewer ကြတဲ့နေရာမျိုးတွေပေါ့နော်အရေးကြီးတယ်လို့ပြောရမယ့်နေရာတွေဖြစ်တယ်အဲ့တော့ ီနေရာမျိုးတွေကိုဒါစစ်ကောင်စီကပြည်သူစစ်အင်အားနဲ့ပြန်ပြီးတော့ရမယ်ထင်တဲ့ပုံစံမျိုးလှုပ်လာတာကတော်တော်လေးအချိန်နှီးဆိုးသွားတယ်ပေါ့နော်အဓိကတော့ဒီပြည်သူစစ်ဆိုတဲ့အဖွဲ့တွေကဒီမတိုင်ခင်မှာကိုပဲသူကစစ်တိုက်ဖို့အတွက်လက်နက်ကင်ထားတာမှမဟုတ်တယ်သူတို့ကဂိတ်ထိုင်နဲ့မွေးစေဝါတုံးချတယ်မွေးစေဝါတုံးတယ်ဒီပတ်ဆက်ရှာတယ်ကုကြိုးရှာတယ်ဒီလိုပုံစံမျိုးနဲ့ပဲစစ်ကောင်စီနဲ့အပေးอยู่တဲ့ခဲ့တာပေါ့နော်အဲအကြောင်းမလို့လေဒါအခုလိုမျိုးတကယ်အရေးကြုံလာတဲ့ခါကျတော့ဒီကောင်နေ ဟိုဟာပြည့်ဒီဟာပြည့်ပြေးရတာပေါ့နော်အားရတယ်ပေါ့နော်အဲ့တော့ဒါလက်နဲ့ကင်ထားတယ်ဆိုရင်လေဒါစစ်တိုက်တဖို့လိုတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် PDF တွေစိတ်မကောင်းစရာပေါ့နော်လက်နဲ့ကင်ဖို့လက်နဲ့ကိုမရှိဘူးစစ်တိုက်ဖို့အတွက်ကိုအဲ့လိုဖြစ်နေအဲ့တော့ဒါမိဘပြည်သူတွေလည်းဝိုင်းပြီးတော့ကူညီပေးကြစေချင်တယ်ပေါ့နော်နောက်တစ်ခုကဒါကျွန်တော်မိုးကုတ်ចောင်းပြောချင်တာပေါ့နော်မိုးကုတ်ចောင်းပြောချင်မိုးကုတ်ចောင်းမပြောခင်မှာမျိုးလုံးနဲ့မြင်အောင်ကျွန်တော်တစ်ခုနဲ့ဒါကျွန်တော်ထပ်ပြောချင်တယ်အဲ့ဒါဘာလဲဆိုတော့ဒီရက်ထဲမှာဖြစ်တဲ့ဟာ ဒီတီဘောကြောင်မဲပေါ့နော်တီဘောနဲ့ကြောင်မဲအဲဥစ္စာကိုစစ်ကောင်စီကပြန်ပြီးတော့ရပြီးတော့ပြန်ပြီးတော့ထိ ंछ ုပ်သွားနိုင်ပြီးတဲ့အချိန်မှာသူတို့ဘာတွေလုပ်သလဲအဲ့ဒီနေရာမှာရှိတဲ့ဒီစားကန်တွေဘာတွေခံစားရသလဲပေါ့နော်ပြီးတော့တော်လိုင်းရေးကိုအားပေးခဲ့တဲ့သူတွေဘယ်လိုမျိုးကြုံရသလဲဆိုတဲ့ဟာကိုကျွန်တော်ပြောပြပေးမယ်ပေါ့နော်အဲ့တော့အဲ့ဒါကဘာကိုကြည့်ရသလဲဆိုတော့ဒါမိုးကုတ်ကိုကြည့်ရတယ်အဲ့တော့ဒီကြောင်မဲတီဘောပေါ့နော်အဲ့မှာဆိုရင်ဒါနိုင်ငံရေးသမားအချို့ရဲ့ပိုင်ဆိုင်မှုတွေပြီးရင်တော်လိုင်းရေးနဲ့ဆက်ဆက်ပါတယ်ဆိုတဲ့သူတွေရဲ့ပိုင်ဆိုင်မှုတွေကိုစစ်ကောင်စီဘက်ကနေပြီးတော့စပြီးတော့ဒါချိတ်ပိတ်တာတွေ တိမ့်စီတာမျိုးတွေစီးပွားရေးလုပ်ငန်းတွေကအစပါနော်နေနေကစချိတ်ပိတ်တာမျိုးတွေလှုပ်လာနေပြီလှုပ်ဆောင်နေပြီဆိုပြီးသိရတယ်တီဘောကြောင်မဲကိုထိမ့်ချုပ်ပြီးမကြခင်ပါပဲသူတို့အခုလိုမျိုးလှုပ်ဆောင်ခဲ့တာဖြစ်တယ်ဒီလိုမျိုးချိတ်ပိတ်တိမ့်စီခံရတဲ့အထက်မှာတော်လိုင်းသမားတွေနဲ့ဆက်ဆက်တဲ့သူတွေတော်လိုင်းကိုအားပေးတဲ့သူတွေပြည်နိုင်ငံရေးသမားတွေပေါ့နော်သူတို့တွေရဲ့ပိုင်ဆိုင်မှုတွေလည်းပါသလိုပေါ့နော်ဒါစစ်တပ်ကိုထောက်ခံတဲ့သူတွေရဲ့တိုင်ကြားမှုကြောင့်မလို့မဆိုင်တဲ့အရက်သားပြည်သူအချို့ရဲ့ပိုင်ဆိုင်မှုတွေတွေပါဒါတိမ့်ယူခံနေရတယ်တိမ့်စီခံနေရတယ် ချိတ်ပိတ်ခံနေရတယ်ဆိုပြီးတော့သိရဒါတော်တော်ဆိုးတယ်ပေါ့နော်ဒီဥစ္စာကအဲလောလောဆယ်ဒီလိုနေရာမျိုးမှာတွေမဟုတ်ဘူးဟိုရှစ်ကလာတွေမှာလည်းရှိတယ်အဲ့ဒါကစစ်ကောင်စီကအခုလိုမျိုးအာဏာသိမ်းပြီးပြီဆိုတဲ့အချိန်မှာဒီရက်ခွက်အုပ်ချုပ်မှုလို့ကောင်မျိုးတွေထားတယ်ပြီးရင်ဒါဒါလူမိုက်တွေကိုလက်သက်မွေးတယ်အပြည့်အဝနဲ့ပြည်သူကိုဖိနှိပ်ဖို့အတွက်ကြိုးစားတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီရဲ့ဘုံမှကျင်တဲ့ကောင်တွေပေါ့နော်အရင်တုန်းကမတည့်ခဲ့တဲ့သူတွေပေါ့နော်အချင်းချင်းကိုချင်းချင်းအရင်တော့ကစီးပွားပြိုင်ဘက်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အဲ့လိုမျိုးကိစ္စရှိခဲ့ဘူးတဲ့သူတွေကိုသွားပြီးတော့တိုင်တန်းတာတွေရှိတယ် ဘာမှဒီဒီတော်လိုင်းကိုဆက်ဆက်တာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးလုတ်တက်တဲ့သူတွေကြောက်မှုလို့လည်းအခုဆိုကိုကျိုးနေရတာရှိတယ်ပေါ့နော်အဲ့တော့ကြောင်မဲနဲ့တီဘောမှာအဲ့လိုဖြစ်စဉ်တွေဖြစ်တယ်ပြီးတော့စပြီးတော့ဖမ်းတာကပြီးခဲ့တဲ့တပတ်ကနေကစဖမ်းတာတဲ့လက်ဖေးဆိုင်နေချိတ်ပိတ်တယ်ပေါ့နော်ဒါအိမ်နေချိတ်ပိတ်တယ်ဒါကြီးလုံနေပြီပေါ့နော် TNL နဲ့ပေါင်းခဲ့တဲ့သူတွေရောနီးစက်တဲ့သူတွေရောအမိထွက်တဲ့သူတွေရောပြီးရင်အမုန်းတရားကြောက်မှုလို့တိုင်ခံရတဲ့သူတွေရောအဲ့လိုလူတွေအကုန်လုံးဒီလိုမျိုးချိတ်ပိတ်ခံနေရဆိုပြီးသိရတယ်ဒါကရှုံးရင်ဘာဖြစ်မလဲဆိုတဲ့ဟာကိုပြတယ်တကယ်ပြော တကယ်လို့မြကိုရထားပြီးသားနေရာတစ်ခုကိုပြန်ပြီးတော့ပေးလိုက်ရပြီဆိုတဲ့အချိန်မှာဘာတွေကြုံလာမလဲဆိုတဲ့ဟာကိုဒီအခုဖြစ်စဉ်တွေမှာကြည့်ရင်သိသားတယ်။ဒါကျွန်တော်သတိထားရမယ့်အရာပြီးကျွန်တော်တို့ခေါင်းထဲမှာအမြင်ဆွဲနေအောင်မှတ်ထားတဲ့အရာပေါ့နော်။အဲ့တော့ကုညီခဲကြတဲ့ပြည်သူတွေနောက်မကူရဲအောင်ဒါတို့တွေမမှန်ရရင်လုပ်ပြတာပေါ့ဗျာ။အဲ့တော့ဒေါ်လာရင်းကိုအားပေးတဲ့ဆိုတဲ့သူတွေရှိမယ်စစ်ကောင်စီကိုအားပေးတဲ့သူတွေရှိမယ်။အဲ့တော့ဒေါ်လာရင်းကိုအားပေးတဲ့သူကလည်းဒေါ်လာရင်းအတွက်ဆိုရင်တို့တက်နိုင်သလောက်တို့လုပ်ပေးကြမှာပဲ။ဒါပေမဲ့အဲ့ဒေါ်လာရင်းက အာမခေါင်းတော့တဲ့အခါခုနလိုစစ်တပ်ကပြန်ပြီးတော့ထိတ်ချုပ်နိုင်သွားတဲ့အခါကျတော့အိုက်တော်လိုင်းကိုအားပေးခဲ့တဲ့ပြည်သူတွေကစထိခိုက်တာလည်းရှိတယ်အဲ့ဒါကစစ်ကောင်စီကတမင်လောက်တာဒါပေမဲ့ဒါကတော့တဘာဝပါပဲဟိုဆိုရင်ကကိုနိုင်ပြီဆိုတဲ့အချိန်မှာနင်းဖြဲပြီးတော့လှုပ်ရှင်တဲ့ဟာတွေလှုပ်မယ်ဆိုပြီးတော့စစ်ကောင်စီကတော့တေချာပေါ့အဲ့လိုပုံစံမျိုးတွေကြီးပဲလှုပ်ခဲ့တာဗောနော်ဒါသူတို့ရဲ့ထုံးစံပဲအဲဒါကဒါပြည်သူကနောက်ဆိုရင်တော်လိုင်းတပ်ဖွဲ့တွေကိုမကူရဲတော့အောင်ဆိုပြီးတော့လှုပ်တဲ့ပုံစံမျိုးအဲ့မှာကျွန်တော်ဒါနောင်ချိုနောင်ချိုကိစ္စဖြစ်တဲ့အချိန်တော့နောင်ချိုကိုဒီကောင်နေထိန်းလို့ရပြီဆိုတဲ့အချိန်တုန်းက တို့ဘာလုပ်တယ်လဲဆိုတော့ဒီဗီဒီယိုဖိုင်တစ်ခုထွက်အဲ့ဗီဒီယိုဖိုင်ကဒီဆိုင်တဆိုင်ပေါ့နော်အိမ်တအိမ်ပေါ့အဲ့အိမ်ကိုဒါ drone နဲ့ဘုံကျဲခဲ့တဲ့ဟာပေါ့နော်အဲ့ဒါဘာလဲဆိုတော့တွေ့လာရတယ် TNL ကိုထောက်ခံခဲ့တာ PDF ကိုအားပေးခဲ့တာအဲ့လိုမျိုးသူတွေရဲ့အိမ်တွေဘာဖြစ်သွားလဲကြည့်ထားဘလောက်မှရရင်လဲပေါ့နော်အပြည်သူလူထုရဲ့နေအိမ်ကိုအဲ့လိုပုံစံမျိုးနဲ့အညှိုးတကြီးနဲ့ပေါ့နော်လှုပ်ဆောင်ခဲ့တာဖြစ်တယ်အဲ့တော့ပြည်သူကလည်းဘာတက်နိုင်မလဲကိုစီကိုအားပေးတဲ့တပ်ဖွဲ့တွေကပေါ့နော်အခုလိုမျိုးဒါရင်းနှိမ်သွားပြီဆိုတော့အချိန်မှာ ကိုကိုတိုင်းလည်းဒုက္ခရောက်ရတယ်ဗောနောပြေးရတာပဲဒီပစ္စည်းတွေဒီပိုင်ဆိုင်မှုတွေထားခဲ့ရတာပဲဖိုးတန်တဲ့ဟာယူသွားနိုင်နေဆိုရင်တော့မှဒီအိမ်နေရာတွေခြံနေဆိုတဲ့ခါကကြံနေခဲ့တာပဲဗောနောအဲ့လိုဟာမျိုးတွေကိုစစ်ကောင်စီကရုံးမှာမာလေးလှုပ်တာဗောအဲ့တော့ကျွန်တော်ရှုံးသွားရင်ဘာဖြစ်မလဲဆိုတဲ့ဟာဒါပပလေးပဲရှိသေးတယ်ကျွန်တော်တို့ရှုံးလို့မရဘူးအဲ့ဒါကိုပြောတာအဓိကအခုလက်တော်အခြေအနေမှာကျွန်တော်တို့ပြန်ပေးလိုက်ရတဲ့မြို့တွေမှာတော့မှဒီလိုလှုပ်ခံနေရတယ်ဆိုရင်တိုင်းပြည်တစ်ခုလုံးသူတို့လက်ထဲကိုကြောက်ရောက်သွားမယ်ပြီးတော့ကြတော့ဒါကျွန်တော်တို့တပ်ဖွဲ့ကျွန်တော်တို့ရဲ့တော်လိုင်းတပ်ဖွဲ့တွေအကုန်လုံး ရှုံးနေသွားမယ်ဆိုရင်ဘာဖြစ်မလဲပေါ့နော်ဒါပေမဲ့တက်ဖွဲ့တွေကတော့လုံးဝအနိုင်မခံအရှုံးမပေးလုံးဝလုံးဝအနိုင်ကိုဒီကောင်တွေကအနိုင်မခံဘူးလုံးဝလည်းအရှုံးပေးမှာမဟုတ်ဘူးနော်ဒါလောက်လောက်သွားမှာပဲဇက်တိုက်ကိုဒါနိုင်ဖို့အတွက်ကိုစူးစမ်းသွားကြမှာပဲဒါပေမဲ့သူတို့လုံနိုင်ဖို့အတွက်အခွင့်အရေးတွေရှိဖို့လိုတယ်လုံနိုင်ဖို့အတွက်ကျွန်တော်တို့ဒါအခွင့်အရေးတွေဖန်တီးပေးကြဖို့လိုတယ်ပေါ့နော်အဲပြီးတော့ဒါနိုင်ငံရေးနဲ့ဆက်ဆက်တဲ့သူအချို့ကိုလည်းဖမ်းဆီးတာတွေလုပ်တယ်တဲ့2015ရွေးကောက်ပွဲမှာလည်းဒါ NLD ပါတီကနေပြီးတော့ဝင်ပြိုင်ခဲ့တယ်ဒါကြောင်မဲမြို့နေ ကိုလာမိုးဆိုတဲ့ဒါနိုင်ငံရေးသမားကိုပါဗောနော်နိုင်ငံရေးသမားကိုလာမိုးကိုပါဖမ်းဆီးတာမျိုးတွေအပြင်အခြားသူတွေကိုလည်းဖမ်းဆီးတယ်ဗောနော်ကိုလာမိုးကတော့အတီးပြုတ်လို့ရတယ်ဆိုပြီးတော့သိရတယ်လက်ရှိအဲ့လိုလုပ်နေတာကကြောက်မဲတီဘောနှစ်ခုလုံးပဲအဲတီဘောမှာချိန်ပေးမဲ့အိမ်တွေကအခုဆိုရင်စရင်အရဆိုရင်အိမ်ပေါင်းဒါ90ကျော်လောက်ရှိတယ်ဆိုပြီးတော့သိရတယ်အဖမ်းခံရတဲ့သူကတော့အနေချင်းရှိတယ်ဗောနော်အဲနေချင်းရှိတယ်ဆိုတာလည်းတခြားကြောင့်မဟုတ်ဘူးဒါကနောင်ချိုနဲ့ကြောက်မဲမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကိုကြည့်ပြီးတော့ပေါ့နော် အာရှောင်ကြတိန်းကြလို့ဒီလောက်ပဲဒါဖန်ခံတာဖြစ်တယ်ကြိုးရွှေ့ထားကြလို့ပေါ့နော်အဲစစ်ကောင်စီက तू နိုင်ပြီဆိုတဲ့ချိန်မှာပေါ့နော် तू အသာစီးရပါပြီဆိုတဲ့ချိန်မှာဒီလိုအလုပ်မျိုးတွေလုပ်မှာအဲ့တော့ကျွန်တော်တို့ကဘယ်မှာသိပ်ဘူးလဲဆိုတော့အခုဒီရက်ထဲမှာဖြစ်နေတဲ့မိုးကုတ်ကိုကျွန်တော်တို့ကစိတ်ဘူးတယ်အဲလောလောဆယ်မှာလည်းဒါမန်လီပီဒီအလိုတပ်ဖွဲ့မျိုးတွေအခြားဒါမိုးကုတ်ပြူအလိုအဖွဲ့မျိုးတွေကလည်းဒါပြည်သူတွေတိဖို့အတွက်အားပေးတဲ့ပုံစံမျိုးတွေနဲ့ထုတ်ပြန်ကြေညာတာတွေလုပ်တယ်ဒါပြင်မှာဒါမန်လီပီဒီအဆိုလည်းအခုဆိုဒါတာတာစီတွေခေါ်ယူနေတယ်ပေါ့နော်မိုးကုတ်မျိုးကိုကာကွယ်ဖို့အတွက်တာတာစီတွေခေါ်ယူနေတယ် အဲတခြားတပ်ဖွဲ့တွေကလည်းဒီဟာနဲ့ပတ်သက်လို့အတီးပေးတာရှိတယ်။အာတသားအဟောင်းတွေပေါ့နော်အရင်တုန်းကပြီးတဲ့အဟောင်းတွေပေါ့ဆိုတော့ဒါကအကြောင်းမျိုးအကြောင်းမျိုးနားသွားတဲ့တပ်ဖွဲ့ဝင်တွေလည်းဒါပြန်ပြီးရခေါ်တာရှိတယ်။ပြင်တသားအစ်စ်တွေပေါ့နော်ကိုမျိုးကိုကာကွယ်ခြင်းတဲ့သူတွေကိုမျိုးကိုကာကွယ်ဖို့အတွက်ဆန္ဒရှိတဲ့သူတွေအခြားတော်လိုင်းအဖွဲ့တွေကမှအစပေါ့နော်ဒါမျိုးပြန်ပြီးရခေါ်ယူနေတာရှိတယ်။ပြင်နောက်ထပ်တော်လိုင်းအဖွဲ့ဈေးတွေကလည်းအဲ့မျိုးကိုကာပေးမဲ့ပုံစံမျိုးငါတို့ကာကွယ်မယ်ငါတို့ရှိသေးတယ်ငါတို့ရအောင်ချမယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ပေါ့နော်ပြည်သူတွေ TNL တွေ ဆုတ်ခွာသွားရလို့စိတ်တမကြနဲ့ကျွန်တော်တို့ရှိသေးတယ်ဆိုတဲ့ပုံစံမျိုးပြသနေကြတာတွေတွေ့ရတယ်ဒါဟာအရေးကြီးတယ်ဗောနော်အဲ့တော့ဒါဆက်ပြီးတော့ထိန်းထားနိုင်မှုအတွက်လိုတယ်အဲ့တော့ဒါတန်တလေးဒါဆုတ်ခွာသွားပြီဆိုတဲ့အချိန်မှာမြို့ရဲ့နေရာတွေကိုလည်းဒါ PDF တပ်ဖွဲ့တွေဗောနော်တော်လိုင်းတပ်ဖွဲ့တွေကပြန်ပြီးတော့နေရာဝင်ယူထားတယ်ဆိုပြီးတော့သတင်းတွေမှာလည်းတွေ့နေရတယ်ဗောနော်ဒါဟာလည်းပြောရမယ်ဆိုစိတ်သိမ်းထားစရာကြီးကျွန်တော် PDF တွေအရန်ချုပ်ဖို့ကောင်းတယ်တကယ်ကျောင်းပြည်သူတွေကလည်းဒါမျိုးကိုပဲဒါမြင်နေတာလိုချင်တာပေါ့နော်အဲ့တော့တော့ကလက်လျှော့သွားတဲ့ပုံစံမျိုးမရှိဘူး ရတယ်ငါတို့လှုပ်ပြမယ်ဆိုတဲ့ပုံစံမျိုးပေါ့အဲအဲ့လိုပုံစံမျိုးနဲ့ဒါအတီးတီးပြန်ပြီးတော့ကိုတက်နိုင်တဲ့တာဝန်တွေဝင်ယူပေးနေကြတာတွေ့ရတယ်ဒီပြီးရင်မြင်းညံဘလတ်တိုက်ကဘာမှမဆိုင်အဝေးမှာဒါပေမဲ့မဆိုင်ဘူးကျွန်တော်ပြောချင်တာသူတို့လှုပ်နေတဲ့ပုံစံကအကုန်လုံးကငါတို့နဲ့ဆိုင်နေဆိုတဲ့ပုံစံနဲ့လှုပ်နေတာပေါ့နော်မြေပြတ်မှာတိုက်ပွဲဝင်တာလည်းတပိုင်းအဲခုနလိုဒါမုတ်ကုတ်လိုနေရာမျိုးအရေးကြီးလိုအပ်လာပြီဆိုတဲ့အချိန်မှာလည်းပါဝင်မယ်ဆိုပြီးတော့လှုပ်နေတာတပိုင်းအဲဒါကြအဲ့မှာရှိတဲ့အဖွဲ့တွေအကုန်လုံးကအဲ့လိုစိတ်ကြီးပဲ အဲကျွန်တော်တို့အားလုံးကအဲ့လိုစိတ်မျိုးရှိဖို့လိုတယ်ပေါ့နော်အဲကျွန်တော်ခေါင်းစဉ်ပေးထားသလိုပဲပေါ့နော်ဒီစစ်ကောင်စီလက်ထဲကိုဒါမိုးကုံမျိုးပြန်မကြောက်စေရေးအတွက်ကို PDF နေတဲ့အတူတူပြည်သူတွေပါဒါကာကွယ်ရမယ်ဆိုပြီးတော့ပြောထားတဲ့ဟာပေါ့နော်အဓိကပြည်သူတွေပါကာကွယ်မယ်တကယ်ဘာဖြစ်လို့လဲဆိုတော့ဒီဒီ PDF တပ်ဖွဲ့တွေဆိုတာကလည်းပြည်သူတွေကနေထွက်လာတယ်ပြည်သူတွေကနေပေါက်ဖွားလာတာအားလုံးကပြည်သူပဲလက်နက်ကင်ပြီးတော့တော်လန်ကြမယ်ဆိုလို့ဒါဒီလမ်းစဉ်ကိုရွေးခဲ့တာပေါ့နော်အဲ့တော့ဒီတပ်ဖွဲ့တွေဆက်ပြီးတော့တိုက်နိုင်ဖို့အတွက်ကိုလည်းပြည်သူတွေကတေချာပေါက်ပံ့ပိုးမှာကျွန်တော်ယုံကြည်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အခုနောက်ပိုင်းမှာ ပြည်သူတွေကဒီဟာနဲ့ပတ်သက်လို့စိတ်တကြရတယ်ဆိုရင်တော့မှပဲစိတ်တကြလို့မရဘူးဆိုတဲ့ဟာကိုသိတယ်အဲ့ကြောင့်မလို့တပ်ဖွဲ့တွေကဒီလိုအားကျုံမန်တဲ့နဲ့လှုပ်တဲ့ခါမှာပြည်သူတွေကလည်းဝိုင်းဝန်းပြီးတော့ပါဝင်ပေးကြမှာလို့ဒါကျွန်တော်ယုံကြည်တယ်ပေါ့နော်အဲ့တော့တက်နိုင်တဲ့ဟာတွေကျွန်တော်တို့ပို့ပြီးတော့ထောက်ပံ့ကြမယ်ဒီအခြေအနေကပို့ပြီးတော့ကြက်တဲခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်နေရတာအဲ့ကြောင့်တော့အဲ့ဘက်ကကောင်တွေပြောတာရှိတယ်ပေါ့နော် TNL လိုအဖွဲ့မျိုးတော်မှမခံနိုင်တာပေါ့နော်မင်းတို့ပြည်သူကဘာမလို့စမ်းကြည့်လိုက်လေစမ်းကြည့်လိုက်ဟုတ်တော့မလား လုံးဝမင်းဒီဘာဖီအားမှမရှိတဲ့အဖွဲတွေကိုဘာမှစဉ်းစားစရာမရှိတော့ဘူးဆိုတဲ့အဖွဲတွေကိုပေါ့နော်ကြောက်စရာကိုဘာမှမကြံတော့ဘူးဆိုတဲ့အဖွဲတွေကိုမင်းတို့စမ်းကြည့်လိုက်အခု PDF တက်ဖွဲတွေကအဲ့လိုပုံစံမျိုးပဲအကုန်လုံးကပြောထားဒါဟိုနေ့ကဒါအင်တာဗျူးတွေမှာလည်းဒါ PDF တွေပြောတဲ့စကားစံတွေကိုဒါကြားလိုက်မယ်ပေါ့နော်ကျွန်တော်တို့ကဆုံးဆုံးစရာဘာမှမရှိတော့ဘူးလေဆုံးရှုံးစရာဘာမှမရှိတော့ဘူးဆိုတဲ့သူကကြောက်စရာကောင်းဆုံးပဲတကယ်အဲ့တော့ကျတော့ဟိုကျွန်တော်တို့ကရဲကျင်းတာတွေပြတ်သားတာတွေကတော့တေချာပေါက်ရှိလိမ့်မယ်ဒါပေမဲ့စဉ်းစားတွေးခေါ်ချင့်ချိန်နိုင်စွမ်းတွေကိုတော့ဒါထိန်းကိုပြဖို့လိုတယ်ပေါ့နော်အဲ့တော့ အာတပ်ဖွဲ့တွေရဲ့ခေါင်းဆောင်တွေအသီးသီးကလည်းဒါကိုလှုပ်ဆောင်ပေးလိမ့်မယ်လို့ယုံကြည်တယ်ယူဆတယ်အဲ့တော့ဒီအတိုင်းပဲ TNL နဲ့ဒီလိုမျိုးသူတို့ကလက်မှတ်ထိုးလိုက်ပြီးတဲ့အချိန်မှာဒီရှမ်းမြောင်းနဲ့ဘတ်သက်လို့သူကအဲတိတ်ပြီးတော့အယုံဆိုင်စရာမရှိတော့ဘူးစစ်ကောင်စီကအဲ့တော့ကြောတော့ဒါ PDG ပဲဥဆောင်တဲ့နေရာမျိုးတွေကိုပို့ပြီးတော့ဖိလာလိမ့်မယ်အဓိကအခုမိုးကုတ်မိုးမိတ်ဒီနယ်မြေတွေကိုပို့ပြီးတော့ဖိလာလိမ့်မယ်ပို့ပြီးတော့ပြင်းထန်တဲ့တိုက်စစ်တွေပြီးရင်လေကြောင်းကနေဘုံကျဲတာတွေပုံမှုပြီးတော့လှုပ်ဆောင်လာလိမ့်မယ်ပြည်သူ့ကားဝေးတပ်ဖွဲ့တွေအထိနာလာရင်ပြည်သူကိုငဲ့ညာပြီးတော့ နောက်ပြန်ဆုတ်တက်တာမျိုးတွေပေါ့နော်ဆုတ်ခွာပေးတက်တာမျိုးတွေကိုစစ်ကောင်စီကတိထားတဲ့အတွက်ပေါ့နော်အဲဥစ္စာကိုစစ်ကောင်စီကပြင်းပြင်းထန်ထန်လှုပ်လိုက်မှာပေါ့နော်ဒီအတွက်ကိုပဲဒါဇက်တိုက်ဒီနီလန်းကိုပဲသူတုံးလိုက်မှာပေါ့နော်အဲ့တော့အရဲသားပြင်းမှတ်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့ပို့ပြီးတော့ဘုံကျဲတိုက်ခိုက်တာတွေပြစ်ခတ်တိုက်ခိုက်တာမျိုးတွေဇက်တိုက်လှုပ်လာလိုက်မှာအဲ့တော့အဲ့မှာရှိတဲ့ပြည်သူတွေကလည်းတကယ်ကိုဒီလိုကြမ်းကြမ်းတမ်းအခြေအနေမျိုးတွေကိုကြော်ဖြတ်လိုက်မယ်လို့ ဒါယူဆမိတယ်ဗောနော်ယူဆမိတယ်ဒေချာဘောက်ကတော့ဒါတပ်ဖွဲ့တွေရဲ့စကားကိုတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်ကိုပို့ပြီးနားဆွင့်စေခြင်းနဲ့အဓိကတော့တပ်ဖွဲ့တွေလိုအပ်လို့ပြောလာပြီးဆိုတဲ့ခါကျရင်ပြည်သူတွေလိုက်နာစေခြင်းနဲ့ဒီလိုမျိုးလိုက်နာလှုပ်ဆောင်လိုက်ပါခြင်းပူပေါင်းခြင်းအပြင်လေဒီမျိုးကို PDF တွေနဲ့အတူတူကာကွယ်တာပဲဒီမျိုးကိုစစ်ကောင်စီလက်မရောက်စေရေးကာကွယ်တာပဲအတူတူပဲပြောကြတော့ဒါပြည်သူတွေအနေနဲ့ပေါ့နော်ပို့ပြီးတော့ထောက်ပံ့ပေးတာမျိုးတွေပို့ပြီးတော့ကူညီပေးတာမျိုးတွေလှုပ်ဆောင်ပေးကြစေခြင်းနဲ့ဒါမှပေါ့နော်ဒါခုနဒီစစ်ကောင်စီဒါဒီနေရာကိုတင်းသွားပြီးလို့ ကြောင်မဲနဲ့တီဘောနဲ့နောင်ချုံနဲ့ကိုလှုပ်တလုံမျိုးတွေကျွန်တော်တို့အလုံးမခံရမှာအဲ့တော့ကျွန်တော်တို့ဒါ PDF တက်ဖွဲ့တွေကတော့အစွမ်းကုန်စူးစမ်းကြလိမ့်မယ်ပြည်သူတွေကလည်းပို့ပြီးတော့ကုညီပေးကြဖို့လိုတယ်ပေါ့နော်အဲ့တော့ဒါ PDF တွေကလည်းဒါမန်လေးမြောက်ပိုင်းမှာတင်းစီထားတဲ့နေမြေတွေဒါရှိတယ်ပေါ့နော်အဲ့တော့အဲ့ထဲမှာလည်းဒါဒီမိုးကုတ်လည်းပါတယ်ပေါ့နော်အဲ့တော့တင်းစီထားတဲ့နေမြေတွေကိုဆက်ပြီးတော့ထိန်းထားနိုင်ရဲ့အတွက်ကိုလည်းတိုက်ပွဲဝင်သွားမယ်ဆိုပြီးတော့ပြောဆိုထားတယ်အဲမိုးကုတ်ကိုလည်းဒါ PDF တွေကဆက်ပြီးတော့ထိန်းချုပ်ထားမယ်ဒါကိုလည်းကြွကြော်ထားတယ်ပေါ့နော်ပြီးတော့ရေရှိထိန်းထားနိုင်ဖို့လည်းအရန်ရည်ကြီးတယ် ရေရှည်ဖြစ်လာလိမ့်မယ်ပေါ့နော်စစ်ကောင်စီဘက်ကတေချာပေါက်တိုးမှကျွန်တော်ဘက်ကလည်းတတိုင်းလွလွင်နေတော့ပေးလိုက်မှာမဟုတ်ဘူးအဲ့လိုမပေးဘူးဆိုတဲ့ခါကျရင်ရက်ရှည်တိုက်ပွဲတွေဖြစ်လာလိမ့်မယ်စစ်ပန်းနာတွေရှိလာလိမ့်မယ်အဲ့အတွက်တကယ်ကိုဒါခက်ခဲတဲ့ကာလတွေဖြတ်တန်းရလိမ့်မယ်ပေါ့ဒါတွေကိုလည်းတပ်ဖွဲ့တွေအကုန်လုံးကတော့တွေးထားပြီးသားပဲပေါ့နော်အဲ့တော့စစ်ကောင်စီကဒါမျိုးပုံစံမျိုးတေချာပေါက်လုပ်လိမ့်မယ်ပြီးတော့ဒီလိုမျိုးထိန်းထားနိုင်မှုဘာကြောင့်အရေးကြီးလဲဆိုတော့ SSPB ရပါတော့ TNLA ကဒီမိုးကုတ်ကိုတိမ်းတဲ့ချိန်တုန်းက SSPB ကမထောက်ခံတာကိုတွေ့ရတယ် အဲဒါကြောင့်မလို့ပေါ့နော်ဒါပြည်သက်တွေအနေနဲ့စစ်ကောင်စီအပြင်အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ပေးလာမဲ့ဖိအားကိုလည်းကြုံရနိုင်တယ်။ဒါကလည်းကြိုပြီးတော့တွေးထားမယ်အရာဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့ဒီမိုးကုတ်ကဒါတိတဲ့အတိုင်းပဲဒါဗရမားမြေဖြစ်တဲ့အတွက်ပေါ့နော်။အကျိုးစီးပွားနဲ့ပတ်သက်ရင်အားလုံးကမျက်စိကြတဲ့နေရာစစ်ကောင်စီမှမဟုတ်ဘူးအကုန်လုံးကမျက်စိကြတာပေါ့နော်။စစ်ကောင်စီလက်အောက်ခံပြည်သူစစ်ပဲဖြစ်ဖြစ်ပေါ့နော်။ပြင်ခုနလိုစစ်ကောင်စီနဲ့ပူးပေါင်းတဲ့လက်နက်ကိုင်ပဲဖြစ်ဖြစ်ဒီအဖွဲ့တွေအကုန်လုံးကဒီနေရာကိုအရန်မျက်စိကြကြမှာတေးကြပဲ။ ကျွန်တော်တက်ဖွဲ့တွေအခုလိုမျိုးစိုးမိုးထားတာကိုလည်းစစ်ကောင်စီကလုံးဝခံမြင်းနေမှာအဲသူတို့အကျိုးစီးပွားတွေလည်းအရန်ထိကြိုက်တယ်ပြီးတော့ဒီကနေရလာတဲ့တယန်ဇာတာအခွင့်အရေးတွေကိုဒေါ်လိုင်းတက်ဖွဲ့တွေအတုံးချတာကိုလည်းသူတို့ကမလိုချင်ဘူးပို့ပြီးတော့ကြီးထွားလာတဲ့တောင့်တင်းလာတာတွေကသူတို့တွေအန်ရအရန်ကြီးတဲ့အတွက်ဒီနေရာကိုသူကလုံးဝပြည်ရက်တွေရှိနေတဲ့ဟာကိုသူလုံးဝမလိုချင်ဘူးမလိုချင်တာဖြစ်တဲ့အတွက်နှီးမျိုးစုံတုံးမှာအဲလိုတုံးတဲ့အခါကျရင်သူနဲ့အတူတူသဘောတူထားပါတယ်သူနဲ့အတူတူပူးပေါင်းထားပါတယ်ဆိုတော့လက်နက်ကင်တွေရဲ့ဖီအားကိုလည်းဒေါ်လိုင်းတက်ဖွဲ့တွေကဒါခံရနိုင်ချေရှိတယ်ပေါ့နော်အဲဒါကြောင့်မလို့ ဒါတွေကိုလည်းစဉ်းစားချင်းချင်းပြီးတော့ပြင်ဆင်ထားဖို့လိုအပ်တယ်အရေးကြီးတယ်စစ်ရေးတွေမဟုတ်ဘူးပေါ့နော်ဒီမျိုးစုံနဲ့တိုက်ခိုက်လာမှာဖြစ်တဲ့အတွက်ကြိုပြီးတော့ပြင်ထားကြစီခြင်းနဲ့ဒါပေမဲ့ပြည်ထောင်တပ်ဖွဲ့တွေမှာလည်းအခွင့်အရေးရှိတယ်ဒီမျိုးကိုကာကွယ်နိုင်ဖို့ထိန်းချုပ်နိုင်ဖို့အတွက်ကအခွင့်အရေးရှိတယ်ဒါထားပါတော့ဒီဆက်လက်ပြီးတော့ထိန်းထားနိုင်ဖို့အတွက်ဆိုရင်ပြည်ထောင်တပ်ဖွဲ့တွေကဒါလွတ်မြောက်နေမည်လို့မလုထားဘူးမထိန်းချုပ်ထားဘူးဆိုရင်တော့မှပဲပေါ့နော်ဒါပြည်သူစစ်ဖြူပါပေါ့နော်ပြည်သူစစ်မဟာဖြူပါကိုအသုံးချပြီးတော့ ပျောက်ကြားစစ်နီးပြူာနဲ့ကောင်းကောင်းကြီးစစ်ကောင်စီကိုအမဲ့ချွေချွေလို့ရတဲ့နီလန်းမျိုးတွေကတော့အမြဲတမ်းရှိနေမှာပဲပေါ့နော် ပြီးတော့ဒီနီလန်းမျိုးတွေကိုတေးကြတယ်ကျွန်တော်တို့ဒီဘက်တော်လိုင်းတပ်ဖွဲ့တွေကအစင်တစိုက်လှုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက်အရန်ကျွမ်းကျင်နေပြီးသားတကယ်ဟိုးရှေ့ပိုင်းကာလာကနေကပျောက်ကြားပဲလှုပ်ခဲ့ရတာလက်နက်ကဲမပြည့်စုံဘူးလေအဲ့ဒါကြောင့်မလို့ဒီနီလန်းကိုပဲတောက်လျှောက်သုံးခဲ့ရတာဖြစ်တဲ့အတွက်ပေါ့နော်ဒီနီလန်းနဲ့လည်းဆက်ပြီးတော့ထိန်းထားနိုင်ဖို့အတွက်လှုပ်ဆောင်နိုင်ခြင်းရှိတယ် အဲပြီးတော့ဒါပသိမ်ကြီးမရေယာတပေချင်းလမ်းကြောင်းနေမှာစစ်ကောင်စီဘက်ကထိုးစစ်တွေပို့ပြီးတော့လှုပ်လာနိုင်ကြီးရှိတယ်။အဓိကတော့အေယာဝရီမြစ်အနောက်ဘက်ကနေပြီးတော့ဒါသခိုင်းအထိပေါ့နော်။နေမြေတွေရှင်းလင်းဖို့အတွက်ကိုပို့ပြီးတော့ကြိုးစားလာနိုင်ကြီးရှိတယ်ဆိုတဲ့ဟာကိုလည်းဒါကျွန်တော်တို့စဉ်းစားမိတယ်ပေါ့နော်။အဲဒါကြောင့်မလို့လက်ရှိမိုးကုတ်ကစစ်ကောင်စီအတွက်အရန်ရေးကြီးတယ်လို့တော်လိုင်းတပ်ဖွဲ့တွေအတွက်လည်းအရန်ရေးကြီးတယ်။တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့ပေါ့နော်။ငါတို့စာမွေးစစ်ခံနေရတယ်ဆိုတဲ့ပုံစံမျိုးသဘောပိုက်ရလိမ့်မယ်။ငါတို့ဂုံတူးထွက်မလား။အဲငါတို့ရဲ့ဒါဂိုက်လုပ်ပေးမဲ့ဆရာတွေဆရာမတွေပြည်သူတွေပေါ့ဗျာ။အဲ ဒီပြည်သူတွေကငါတို့ကိုဘယ်လောက်ထိလမ်းပြမှာလဲငါတို့ကိုဘယ်လောက်ထိပံ့ပိုးမှာလဲကုညီမှာလဲထောက်ပံ့မှာလဲပေါ့နော်အဲဒါကြောင့်မလို့ဒီចောင်းသားကျွန်တော်တို့ PDF တပ်ဖွဲ့တွေကဂုံတူဘယ်လောက်ထွက်မှာလဲဆိုတဲ့ဟာကိုကြည့်ဖို့လိုတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကတော့တေးကြတယ်ဒီဘက်ကိုတေးကြပေါ့ညာသူတို့တွေထိုးစစ်တွေတောက်လျှောက်လုပ်လာမယ်လေရင်ပုံကျဲတာတွေတောက်လျှောက်လုပ်မယ်စစ်ចောင်းထိုးတာတွေအရင်ထပ်ပို့ပြီးတော့ပြင်းပြင်းထန်ထန်လုပ်မယ်တခြားတက်တွေပေါ့နော်တက်တွေအနေနဲ့ဆိုရင်ကြောင်းကြည့်မယ်ဆိုရင် ကဲခုနလိုဒါရှမ်းမြောက်လိုနေရာမျိုးမှာတို့တို့အတွက်လုံးလုံးအဆင်ပြေသွားပြီအထက်ပြီးတော့တို့ရှေ့တိုးစရာမလိုဘူးဒါမှမဟုတ်လဲရှေ့တိုးတဲ့နေရာတွေမှာတို့အင်အားတွေအရန်တုံးစရာမလိုဘူးဆိုရင်ဒီအင်အားတွေပါထုတ်နှုတ်ပြီးတော့ဥတီလာနိုင်ရည်ရှိတယ်ပေါ့နော်ဒါကြောင့်မလို့လဲလမ်းဆုံလမ်းကွာလိုနေရာမျိုးတွေကနေပြီးတော့စပြီးတော့တို့ပိတ်တာမျိုးတွေလှုပ်လာတယ်အဲဒါကြောင့်မလို့ဒါဖြက်လေးပြက်ပုံစံမျိုးတွေလဲကျွန်တော်တို့ကြုံရနိုင်ရည်ရှိတယ်အဲ့တော့ကျွန်တော်တို့ကအတူတူကာကွယ်မှကိုရမှာ အဲ့ဒီမှာရှိတဲ့မြို့နယ်ပြည်သူကရောပေါ့နော်အဲ့ဒီမှာမရှိပေမဲ့ဒေါ်လာရင်းကိုထောက်ခံနေပါတယ်ဆိုတော့ဒေါ်လာပြည်သူအနေနဲ့ရက်ရက်ကဒေါ်လာပြည်သူပြီးရင်ပြည်တွင်းပြည်ပကဒေါ်လာပြည်သူတွေအကုန်လုံးကလည်းအတူတူပါဝင်ပြီးမှရမှာအတူတူလက်တွဲပြီးတော့ကာကွယ်မှရမှာဒါကြောင့်မလို့လေဒီမိုးကုတ်မြို့ကိုစစ်ကောင်စီလက်ထက်ပြန်မပါစေရေးကကျွန်တော်ပြည်ထက်တပ်ဖွဲ့တွေနဲ့အတူပြည်သူတွေပါကာကွယ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ရှေ့ဆက်ကြဖို့ရည်ကြီးတယ်ပေါ့နော်ပြီးတော့ကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်စစ်ကောင်စီကတဖက်ဖိအားပော့သွားပြီဆိုတဲ့အချိန်မှာတဖက်ကိုပို့ပြီးတော့ဖိလာမယ်ဆိုတဲ့အတိုင်းအခုဆိုရင်ရခိုင်ဘက်မှာ တော်တော်လေးကိုစိုးစိုးဝါးဝါးဒါတို့တွေဘုံကျဲတိုက်ခိုက်တာတွေလှုပ်လာတယ်ပေါ့နော်ဒါအရှင်ရက်ကဒါကျွန်တော်တို့မပြောဘဲနဲ့ကြံခဲ့တဲ့ဟာရှိတယ်အဲ့ဒါကတခြားကြောင့်မဟုတ်အချိန်မရခဲ့လို့ပေါ့နော်အခုဆိုရင်အဲ့ဘုံကျဲတိုက်ခိုက်လို့ထိခိုက်ဒဏ်ရာရတဲ့သူတွေတိတ်ဆုံးတဲ့သူတွေအများကြီးဖြစ်လာတယ်အဲပြီးတော့ဒါပုံသားချုံမြို့နယ်ပေါ့နော်ပန်းနီလာခြေရွာကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်တယ်အရသား၄ဦးတိတ်ဆုံးတယ်၁၀ဦးကျော်ဒဏ်ရာရတယ်အဲ့ထဲက၄ဦးကလည်းအရေးပေါ်ပုံစံမြို့နယ်ကုသနေရဒဏ်ရာပြင်းထန်တယ် အဲ့တော့ကြတော့ထိခိုက်တံရရတာပေါ့နော်ပြည်သူအရသာပြည်သူကိုပို့ပြီးတော့ဥတီတိုက်ခိုက်နေတဲ့ပုံစံမျိုးတွေတွေ့ရတယ်စစ်ကောင်စီကရခိုင်ကိုတော်တော်လေးဖိလာမဲ့ပုံစံမျိုးတွေလည်းမြင်တွေ့နေရတယ်ပေါ့နော်အဲ့တော့အိုက်ဖြစ်စင်မှာဆိုရင်ဒါပေါင်ဝိုင်းအောင်ဘုံနှလုံးကျဲချဝိုင်းတွဲနေပေါ့နော်နေ့လယ်၁၂နာရီမှာဘုံနှလုံးကျဲချတယ်ဒီဘုံတွေကဒါပန်းနီလာကျေးရွာကစာတင်ကျောင်းဝင်းမှာကြာရောက်ပြီးတော့ပောက်ခွဲခဲ့တာပေါ့နော်အဲ့တော့ကလေးငယ်၂ဦးအပါ၄ဦးဒါတိစုံနေပေါ့နော်ပြီးတော့၁၀ဦးကလည်းဒဏ်ရာပြင်းထန်နေဆိုတော့ စာသင်ကျောင်းဝင်တဲ့ကိုကြာတာနော်စာသင်ကျောင်းသားကိုကြာတာအဲ့တော့ကြစစ်ကောင်စီဘက်ကပေါ့နော်ပညာရေးကိုဦးစားပေးပါတယ်လို့အဲတာသမီချင်းကိုချင်းစာပါတယ်လို့ဘာလို့ပြောလဲဆိုတဲ့အခြေအနေကိုအဲ့ပါးတွေဘလုတ်တွေချဖြတ်ရတယ်ဘလုတ်တွေကိုဂဲခုပြီးနင်းရမယ်သိလားဒီကောင်နင်းပြောလိုက်ရင်ပေါ့နော်ဟိုကြည်ကြည်ကြဲကြဲကြီးပဲအာနိုင်ငံကအမြင်ကောင်းအောင်ပေါ့နော်အကြောက်အောင်ဆိုတဲ့ပုံစံမျိုးတွေပြောတယ်အာပြည်သူပြည်သူဆိုရဲပါဇက်ကနေပြီးတော့လုံးဝမချအောင်ဘောနော်ဒီစကားကိုအမျက်တွင်တွင်သုံးတယ်လက်တွေမြင်မြင်မှာကြတော့တောက်လျှောက်ဘုံလိုက်ကျဲနေတာဘောနော်ကလေးငယ်တွေတေးတာမှမြရွဲ့ပြာဟိုနေ့ကဆိုလဲဒါပရိုက်တာ ညီငယ်လေးပေါ့နော်ကလေးလေးပေါ့နော်ဒီကွာတော်တော်စိတ်แท้ကိုမကောင်းဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့စစ်ကောင်စီကမမရန်လုံနေတာဖြစ်တယ်ပြီးတော့အဲ့ဖြစ်စဉ်ကဒီဖြစ်စဉ်တစ်ခုတည်းတည်းမဟုတ်ဘူးဒီရက်ထဲမှာပေါ့နော်စစ်ကောင်စီကဒီဘန်ဒီလာကျွတ်ရကိုဘုံမကျဲခင်ပုံနေကျုံမြို့တဲကိုလည်းပေါင်ငန်းကနှလုံးကျဲချပြီးတိုက်ခိုက်ခဲ့သေးတယ်အော်တိုဘာ30မှာပေါ့နော်အဲပေါ်နေကျုံရေသိတောင်နဲ့ဒါကြောက်ဖြူမြို့နယ်တွေမှာလည်းဒါ drone တွေနဲ့ဘုံကျဲခဲ့တာတွေလည်းရှိတယ်။အဲ30ရက်တောက်လျှောက်မှာကိုပဲသူတို့လုပ်ခဲ့တဲ့ဖြစ်စဉ်တွေကအများကြီးဘုံကျဲတဲ့ဖြစ်စဉ်တွေအများကြီး29မှာဟိုဘက်မှာဒါအပြစ်ခတ်ရဲဆဲရဲဆိုတဲ့ပုံစံမျိုးနဲ့သူတို့သဘောတူလိုက်တယ်။ 30မှာစပြီးတော့အဲဥစ္စာကိုကောင်းထဲဖို့လေဘလောက်ထိဒီကောင်နေအချိန်အကန့်အသတ်ဖြစ်နေတယ်လဲဆိုရဲဟာကိုသိစေချင်လို့ပေါ့နော်အဲ့တော့ဒီအဲ30ရက်နေ့မှာဒါနေ့လယ်မှာဆိုရင်ဒါပုံနှံကျိုးမျိုးပေါ်ကပေါ့နော်ပုံနှံကျိုးမျိုးပေါ်ကနေရာတွေကိုပေါင်ငန်းအောင်၃လုံးထက်ကျဲခဲ့တာရှိတယ်အော်တိုဘာ30မနက်မှာပဲမနက်10နာရီမှာပဲစစ်တွေကနေရသေးတောင်မျိုးနယ်တဲကိုဒါ drone နဲ့ပုံကျဲချတာတွေရှိခဲ့တယ်ရဲသားပြည်သူတအူးတေဆုံးပြီးတော့ဒါနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်နောက်ထပ်30ရက်နေ့မှာပဲကြောက်ဖြူမျိုးနယ်ဇင်းချောင်းပုံးကွေရွာပေါ့နော်အဲ့ရွာမှာလည်းဘုံထက်ကျဲခဲ့လို့ ြည်သူ6ဦးတေဆုံးပြီးတော့18ဦးဒဏ်ရာရခဲ့ကြည့်ညောင်ပြောအိုက်ကောင်ကအချိန်ကက်သက်အရန်ဖြစ်နေတာစစ်ကောင်စီကငါလို့ဆိုတော့ဒီဒါသူတို့နောက်ဆုံးပေါ့နော်ဒီ2025နှစ်ကုန်နဲ့2026အစမှာသူတို့လောက်ရမယ်ဒီကြားထဲမှာလည်းသူတို့ထုတ်ပြန်နေတာရှိတယ်အပိုင်းတင်နေတဲ့ဘယ်မျိုးအပိုင်းနှစ်နေတဲ့ဘယ်မျိုးဆိုပြီးထုတ်ပြန်နေရရှိတော့သူ့အတွက်အရန်ကိုဂျင်းတဲ့ချက်တွေရောက်နေလားအဲ့လိုအနေထားမျိုးမှာဆုံးရှုံးနေမြေတွေကိုပြန်ယူဖို့အတွက်ကိုသူတို့ဖိဖိဖို့လိုတယ်ပေါ့နော် အဲ့တော့တစ်ဖက်မှာဖိအားကျော့သွားပြီဆိုတဲ့အချိန်မှာကျွန်တော်ဟိုနေ့ကပြောခဲ့သလိုရခိုင်ရဲ့ပြီးရင်မြေပြတ်နေရာမျိုးရဲ့ပြီးရင်တို့အတွက်အကျိုးစီးပွားထိခိုက်စေနိုင်တယ်လို့ယူဆရတဲ့နေရာမျိုးတွေကိုတို့ပို့ပြီးတော့ဖိလာမယ်ဆိုတဲ့အတိုင်းအခုရက်ထဲမှာကြံကြံတန်းတန်းပို့ပြီးတော့လှုပ်လာအဲ့တော့တို့ပြစ်မှတ်ထဲမှာဒါရှိနေပါတယ်လက်တော်ပြစ်မှတ်ပေါ့နော်ပြစ်မှတ်ကတော့တနိုင်ကလုံးတိုင်းတာလည်းတို့ထားထားတာပဲဒါပေမဲ့လက်တော်ပြစ်မှတ်မှာကိုပဲပြည်သူတွေဒါဘုံကျဲတိုက်ခိုက်ခံရတာတွေပို့ပြီးတော့များလာနိုင်ခြင်းရှိတယ်အဲ့အတွက်အဲဂယုဆိုင်ကြစေခြင်းနဲ့အဲတက်ဖွဲ့တယ်ဒါကျွန်တော်အရန်ကိုစိုးရင်ပူပန်လို့ပြောကြတာပါပေါ့နော် ရုပ်ပြည်သူတွေကတကယ်သနာစရာကောင်းပါတယ်နေ့စဉ်နဲ့မျှခက်ခဲပင်ပန်းကြမ်းတမ်းမှုတွေပေါ့နော်ဒါလုံးဝမလုံလောက်မှုတွေရှားပါမှုတွေဒါမျိုးတွေနဲ့ဖြတ်တန်းနေရတဲ့အကြောက်တရားတွေနဲ့ဖြတ်တန်းနေရဒီကြားထဲမှာအသက်တွေပါတည်ဆုံးနေရတာမြင်တော့ကျွန်တော်တို့တွေလည်းစိတ်မကောင်းဘူးပေါ့နော်အဲ့တော့တပ်ဖွဲ့တွေကတော့အစွမ်းဆုံးအစွမ်းကုန်ကာကွယ်နိုင်ဖို့ကြိုးစားနေကြပါတယ်တပ်ဖွဲ့တွေထုတ်ပြန်တဲ့ထုတ်ပြန်ချက်လေးတွေကိုလည်းလိုက်နာလိုက်နာပေးကြပါပေါ့နော်အဲ့ပြီးတော့ဒီလိုမျိုးသားစစ်ကောင်စီကလုံနေတယ်ဆိုရင်မဲ့သူတို့နေပြည်တော်ကိုတိုက်ခိုက်မှာကြောက်တယ်ဗျ။နောက်ကနေဖိနှိပ်ခံမှာကြောက်တယ်။ညကနေပြည်တော်မှာအခုဒီရက်ထဲမှာသူတို့ အများကြီးပဲပေါ့နော်နေရာအနှက်စစ်သားတွေရဲတွေပြီးရင်ချို့ရဲတွေပုံစံမျိုးနဲ့ထမ်းဆောင်ထားတဲ့စစ်သားတွေဒါတွေကဆက်အများကြီးနေရာဖြန့်ပြီးတော့ယူနေကြတယ်လုံရွေးအသေးသတိရှိဖို့အတွက်ပြင်ဆင်ခိုင်းတာဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရေးကြီးတဲ့နေရာမျိုးတွေကိုထပ်ပြီးတော့ဖိအားပေးချင်းချောင်းနိုင်ဖို့အတွက်ထပ်ပြီးတော့တိမ့်ပိုင်နိုင်ဖို့အတွက်ကိုပြည်သူနဲ့အတူတူလက်တွဲပြီးတော့ဒလိုင်းတပ်ဖွဲ့တွေကလှုံ့ဆော်ကြလိမ့်မယ်လို့ယုံကြည်တယ်အဲ့တော့ ပြည်သူကလည်းတက်နိုင်တယ်လို့ပါဝင်ပြကြပါဒီကာလအကြက်တဲကာလကြီးကိုကျွန်တော်တို့အကောင်းဆုံးအောင်မြင်အောင်ကျော်ဖြတ်နိုင်ကြဖို့လိုပါတယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်